ရုရှားနိုင်ငံအတွင်းပိုင်းဝေးလံဒေသမှာရှိတဲ့စွမ်းရည်ခြေကန်ဆောက်အုံများရဲ့ပြင်းထန်တဲ့ပတ်သက်တဲ့ထောက်လှမ်းရေးသတင်းများကိုယူကရိန်းကိုအမေရိကန်ကပေးနေကြောင်းသိရှိရပါတယ်။ယခုလိုတိုက်ခိုက်မှုတွေမျိုးမှာအသုံးပြုနိုင်တဲ့တာဝေးပြည်တုံးကြီးတွေကိုယူကရိန်းကိုပေးသင့်မပေးသင့်ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချင့်ချင်ချိန်ဆနေကြောင်းလည်းသိရှိရပါတယ်။ဒီပတ်မှုမှုကယူကရိန်းပေါ်ရုရှားရဲ့သုံးနှစ်ကျော်ကြာထိုးစစ်ဆင်မှုကိုဆုံးသက်ဖို့ညှိနှိုင်းနေစမှာရုရှားပေါ် သမ္မတဒေါ်နယ်ထရန့်ရဲ့ပြောဆိုမှုတွေကပြင်းထန်လာပြီးနောက်ထုတ်ပြန်လိုက်တဲ့ပထမဦးဆုံးမူဝါဒရေးရာပြောင်းလဲလဲဖြစ်ပါတယ်။ဒါပေမဲ့ယခုအခါရင်းနှံချက်ဆက်ယုံတွေ၊ပိုက်လိုင်းတွေနဲ့ဓာအမိဆက်ယုံတွေကိုရုရှားကနှစ်စင်ဝင်ငွေနဲ့ရင်းနှံရရှိနေမှုကိုပြပင်းထားစေရည်ရည်ရွယ်ချက်နဲ့တိုက်ခိုက်ဖို့ရုရှားရဲ့စီးပွားရေးကိုရိုင်းနှင်းသွားစေဖို့အတွက်ရည်ရွယ်ချက်လဲပါဝင်ပြီးယူကရိန်းအတွက်ရုရှားကိုခုခံကာကွယ်တိုက်ခိုက်ရမှာပုံမှန်လေကူသွားမှာဖြစ်တယ်လို့ Wall Street Journal ကရေးသားခဲ့ပါတယ်။